အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ဒီဇင်ဘာ9ရက်နေ့ကမ္ဘာနောက်ဆုံးသတင်းတွေနဲ့ဒီဆက်ဆွေးနွေးကြည့်ရအောင်ပါအဓိကမြန်မာနိုင်ငံရဲ့ချားဖြန့်လင်းလေတဲ့စကားနဲ့ပတ်သက်ပြီးမှဆွေးနွေးတော့မှာဖြစ်ပါတယ်ပထမအဆုံးဆွေးနွေးမဲ့ topic တစ်ခုကတော့ America နိုင်ငံသားတယောက်ကဒေါ်လာ1.2 million ကိုမြန်မာနိုင်ငံရဲ့ချပ်ဖြန့်လင်းလေတဲ့စခန်းထဲမှာရှုံရှုံခေးရတဲ့အကြောင်းကိုဒီဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ပြီးတော့ဒုတိယ တပုတ်ကတော့ဗာလဲဆိုတော့အမေရိကကကြားဖြတ်အာပြူခွေးရေးဥပဒေတရက်ပေါ်လာဖူရန်အတွက်အမေရိကလွှတ်တော်ကော်မတီကအတီးပြုထားတဲ့ကိစ္စရင်းကိုဆွေးနွေးတော့မှာဖြစ်ပါတယ်ဆိုတော့ဒီ topic နှစ်ခုကိုကျွန်တော်တို့အာယုံဆိုင်ပြီးမှဆွေးနွေးတော့မှာဖြစ်ပါတယ်ပေါ့နော်တစ်ဖက်မှာအမေရိကကအခုလိုမျိုးဒီအချာဖြတ်နေနေရေးဥပဒေပေါ်ထွန်းလာရအတွက်ကြိုးစားနေတာအတီးပြုနေတာကတော်တော်လေးတော့အားရစရာကောင်းနေတယ် အဒီအမေရိကရဲ့လွှတ်တော်ကော်မတီကဆွေးနွေးထားတဲ့ကိစ္စတွေကိုဆွေးနွေးခင်လေးမှာအမေရိကနိုင်ငံသားတယောက်ကမြန်မာနိုင်ငံမှာဒေါ်လာ1.2 million ကျော်ရှုံရှုံခဲရတဲ့အကြောင်းရင်းတွေကိုပထမအုပ်ဆုံးကျွန်တော်တို့ဆွေးနွေးတော့မှာဖြစ်ပါတယ်။နောက်ပိုင်းမှာပဲအမေရိကလွှတ်တော်ကိစ္စနဲ့ပတ်သက်ပြီးမှဆွေးနွေးတော့မှာပေါ့နော်။ကြည့်ကြည့်အောင် which they pray upon others And since our filming, the ordeal is still not over for all of those working in the scam compound. We've been told that there are over 100 people waiting on the riverbank for permission from Thai authorities to cross over. They've been there for five days now, with fighting between the military and rebels close by. Well, the other victims of the scam centres are those with whom they build an online relationship, persuading them to invest large amounts of money in fraudulent schemes. Earlier, I spoke to one of the victims of a cyber scam from the US who lost a million dollars. He wants to remain anonymous to protect his family, so he's asked us to use. So အဒီ US နိုင်ငံသားကိုပေါ့အမိတုနာမည်ကိုတော့မပြောပြချင်ဘူးပေါ့နော်သူရဲ့အမိသားစုရင်းအတွက်လုံခြုံရဲ့အတွက်ပေါ့သူနာမည်ကိုတော့မပြောဘူးမပြောပြဘူးခုနဗီဒီယိုတပုံလေးကတော့ထိုင်းနဲ့ထိုင်းနေဆက်နားမှာပေါ့လူယာနဲ့ချီပြီးမှထိုင်းနေဆက်ကိုကူဖူးဆောင်နေစေပုံရိပ်ကိုပြောပြတာပါ ဒါဆိုတော့ကျွန်တော်တို့ရဲ့ focus ကတော့ဒီ US နိုင်ငံသားတဦးရဲ့ဒေါ်လာတန်းနဲ့ချီပြီးမှအရှုံးရှုံးရတဲ့အကြောင်းရင်းကိုကျွန်တော်တို့ focus ပြီးမှကြည့်ကြည့်ရအောင် CY I began by asking him how the entire deal began So it started uh, back in October 2021ဆိုသူကပြောလာတယ်အဒီအလင်ခံတဲ့လူတယောက်ပေါ့နော်အမေရိကနိုင်ငံသားအလင်ခံတဲ့လူတယောက်ကပြောလာတယ် September sorry October 2021 2021ကဒီကိစ္စကိုဆလာတယ်လို့ပြောကြတယ်ပေါ့နော် October 2021က WhatsApp ဒါ WhatsApp အထူးသဖြင့် WhatsApp WhatsApp ပေါ့နော် WhatsApp ကိုတုံးချပြီးမှပဲဆလာတယ်ဆိုပြောလာတယ် Okay, conversation. She said that um, she know me from my job, from my previous jobs. Her name was Jessica. And you knew a Jessica her before, was, before, so that seemed plausible. Right. That's so, the Jessica, so I'm the media guy. အဲ့ဒီ US နိုင်ငံသားကပေါ့နော်ရင်းနှီးမြှုပ်နှံဖွင့်ရအတွက်ဒီမြို့ဆွေလာတယ်ပေါ့နော်အာဟိုအရင်တုန်းကအလုံးနဲ့နေနဲ့နေနဲ့ဂျမကအလုံးလုံးခေဖူးတယ်ဟိုအရင်တုန်းက previous job အရင်တုန်းကအလုံးလုံးခုအလုံးလုံးတာနဲ့တည်တယ်ဆိုမှအစပြီးပြောလာတယ်ပေါ့ဗျာဆိုတော့သူကလည်းဒီအရင်တုန်းကအလုံးလုံးဖို့ခိုင်ဖက်ဆိုတော့ယုံကြည်မိတာပေါ့ဗျာဟောလာဆိုပြီးမှယုံကြည်မိတာအဲ့ဒါနဲ့သူရဲ့ကွင်းထဲမှာသွားကြတာပေါ့ဆိုတော့သူရဲ့အရင်တုန်းလုံးဖို့ခိုင်ဖက်မှာလေ Jessica ဆိုတဲ့နာမည်က ရှိခဲ့ဖူးတယ်ပေါ့ဗျာဆိုတော့သူကအဲ့ဒီနာမည်အဲ့ဒီလူတယောက်ကိုပဲထင်နေတော့ဖြစ်နေတယ်ပေါ့ be suspicious about i needed to someone to talk to him. i was caring for my dying father so this was a real problem so and don't got to got le di တကယ်ပဲတန်တရားရှိလားမရှိဘူးလားဆိုတာကိုတိတ်ပြီးအယုံထဲမှာမထားဘူးပေါ့ဗျာအော်သူကအရင်တော့ကလောက်ဖို့ခိုင်ဖက်တယောက် jessica နဲ့ဖြစ်တယ်ဆိုမှထင်သွားတာအဲ့ဒီတော့ကလေသူ့အဖေက It was very vulnerable. Uh, none of the scam or this whole investment, fake investment, came about until much, much later, until she earned my trust. So, at the point that she earned but my trust, father. So, this father, was a really vulnerable time in your life. it was very vulnerable. Uh, none of the scam or this whole investment, big investment, came about until much, much later, until she earned my trust. So, to go and got it, no, uh, အနည်းနေတဲ့ချိန်ဖြစ်နေတယ်ဗောဗျာဆိုတော့သူ့အဖေကလည်းတရားမဲ့ဥစားတရားတလူခါနေဖြစ်နေတယ်အာခရူးဆိုင်နေတဲ့ချိန်ကြီးမှာဗောနော်အဲ့ဒီမျိုးသမီးကသူ့ကိုမြူဆွေတာဗောဗျာ investment တစ်ခုလုံးမယ်ရင်းနှီးမျိုးနဲ့မှုလုပ်မယ်ဆိုမှနောက်ဆုံးကျတော့သူ့ရဲ့ယုံကြည်မှုကို so at the point that she earned your trust how did she introduce the idea of investing in what turned out to be a, a fake? So Belu uh, Belu a fake ဆိုတော့ဘလူနီးနဲ့ခမရဲ့ယုံကြည်မှုကိုအဲ့ဒီမြို့သမီးကယူသွားနိုင်တယ်ပေါ့နော်ဘေးချင်းတွေမှာဘလူလုတ်ပြီးခမရဲ့ယုံကြည်မှုကိုရသွားတာလဲဆိုမှမေးလာတယ်ပေါ့ platform i guess so she gave me a a demo a demo platform um as if it was a real uh investment so ပထမအဆိုအရအမျိုးသမီးကသူ့ကိုတရုတ်ပြဘောနော်တရုတ်ပြ demo platform တရုတ်ပြ platform ကိုပြလာပေါ့ပုံစံ demo ပေါ့နော်တရုတ်ပြကိုပြသွားတယ်ဒီလိုမျိုး investment လုပ်ရပဲဒါကလုံးဝကိုနော်အစ်စ်ပေါ့နော်လုံးဝအတူလို့ခွေးချတိမလို့မရတဲ့အနေအထားဖြစ်တယ်အရန်ကို real ဖြစ်တယ် နော်အလုံးဝ acid နဲ့ quality ဖြစ်နေတယ်ပေါ့ So uh I looked at all the reviews on the app it had a 4.7 So သူကိုယ်တိုင်ကလည်းအဲ့ဒီ review ကိုကြည့်နေတယ်ပေါ့အဲ့ဒီ apps ကို review ကြည့်နေတယ်4.75 star ထိရနေတယ်ပေါ့အဲ့လောက်ထိတော့ဒီ online link လေးတဲ့လူတွေကလူတွေကိုလှည့်ဆန်းနိုင်တဲ့အထိ link လိမ်မှာပါနေကြတယ် they are very smart ပေါ့နော် so ဒီလူတွေကလည်းကြည့်တယ်အဲ့ဒီလူတွေကအော်ရတယ်ဆိုပြီးမှ ရုပ်တရကြီး blind ကြီး investment လို့တာမျိုးတော့မဟုတ်ဘူးသူကိုယ်တိုင်ကလည်းစုံစမ်းစစ်ဆေးနေတယ်ပေါ့နော်လုံးဝ review တွေကကြည့်တယ်လေ့လာနေတယ်အခါကျတော့သူပို့ထားတဲ့ demo တရုတ်ပြတဲ့ demo demo ကိစ္စတွေကလည်းအကုန်လုံးကိုတကယ် reality နီးပါတကယ်အစ်စ်မှန်လို့လို့ဖြစ်တယ်ပေါ့လုံးဝမခွေးချနိုင်တဲ့အနေထားဖြစ်လာတယ်ပေါ့ stars at the apple app at the time apple app store မှာအဲ့လိုမျိုး apple app store မှာ1.7 star ရတယ်အဲ့4.7ပေါ့ tested the platform before I invested in anything. It was very real realistic. I'm in the No, the, no I'm going to you know invest me look him. Any apps you know test load there. Send that load there. A young go the key asset load fit there, So in the street I tested the platform. Mm. Um I looked at the demo and I looked at the app the app the app was called MetaTrader 5 MT5 first five. So any app go meta trader fight လို့ခေါ်ရတဲ့ meta trader fight လို့ခေါ်ရ MT fight လို့လည်းခေါ်ရအဲ့ဒီ apps နာမည်ကိုပေါ့နော် it went through um i did the transfer from my bank i can be part of my ma ro dollar 9000 ko yin yin myu nai le bo no patama au song bank kan transfer lo le sim pi le bo i can withdraw money eh da ro ma ka withdraw lo le ya le ngwe ko pyan thot lo le ya le bo patama ma ro the service hotline number i can talk to ဒါတော့မကဘူးဒီ online ကနေဒီ service တမားတွေကိုလေး form နဲ့စကားပြောလို့ရတယ်เนาะ service တမားတွေကရန်ကောင်းတယ် online ကနေစာပို့လို့လည်းရတယ် form နဲ့စကားလို့ပြောလို့လည်းရတယ်ပေါ့ it seems to be all checked out so how much did you end up investing in total in the end i lost a total of 1.2 million 1.2 million နောက်ဆုံးမှာတော့1.2 us dollar million ရှုံးရှုံးခေရတယ်လင်ခံခေရတယ် ပထမမှာတော့လုံးဝအစစ်မှန်လို့လို့ကွာလုံးဝအစစ်တရားကြီးလို့လို့ပြောခဲ့ကြလင်းလင်းခဲ့ကြတယ်ပေါ့သူကိုယ်တိုင်ကလည်းယုံသွားတာပေါ့အဲ့ဒီ apps ကိုသူကိုယ်တိုင် investment မလုပ်ခင်က tested လုပ်တယ်လုံးဝအစစ်မှန်လို့ function လုပ်တယ်ပေါ့တကယ်တမ်းယင်းနည်းမျိုးနဲ့မလို့တခါကြတော့လေပထမပိုင်းမှာအရင်စင်ပြီးလေအဖော်မလေးစကားပြောလို့ရတယ် service ကလည်းသူတို့က form လို့ရတယ်ခေါ်ဆူလို့ရတယ်နောက်ပိုင်းကြမှာတော့တဖြည်းဖြည်းလေးနဲ့ငွေတွေငွေတွေရဲ့ amount ကများလာတဲ့ခါကြတော့ တဖြည်းဖြည်းလေးနဲ့အဲ့လိုမျိုးပျောက်ခွေသွားတာပေါ့နောက်ဆုံးကျတော့နော်အတူကိုယုံစားတော့အများကြီးမြူဆွေမြူဆွေမြူဆွေချစ်ကဒါကတော့ရသွားပြီအမောင်ကအများသွားပြီဆိုတော့လုံးဝအခုလင်းသွားတာပေါ့ uh in two different stages from october through november first batch and then november october october ကနေ november ကပထမအဆုံးသူကရှုံရှုံမှုခံခဲ့တယ်နော်တစ်ချက်လောက်နောက်ထောင် from october through november first batch and then november through december တော့နိုဝင်ဘာကနေဒီဇင်ဘာတစ်ဖက်ပြီးသူ့ရဲ့ငွေတွေကိုအကုန်လုံးခူးယူသွားတာပေါ့ဒီလူတွေက I tried to call her directly. I was not able to get a hold of her. Um, I told my wife about it. She came back home. I explained to her. So, oh, but mama, hello, my son, son, you know, by my Eddie Jessica, so that my dad got phone call out. That by my dad got phone call me out. Oh, wow, you got up, yeah, yeah, can it be? You mean my, I look, yeah, I'm not a car, ူမိမလည်းပြင်ဖွင့်လာတယ်ပေါ့နော်ကျွန်တော် investment လုပ်တယ်ဒေါ်လာတန်းနဲ့ချီပြီးမှရှုံရှုံခေးရတယ်ဆိုမှသူကိုယ်တိုင်ကလည်းမိမကိုပြန်ပြိုးရတယ်ပေါ့ that was that was 25 years of our hard working money တကနှစ်ပေါင်း20နဲ့5လုံးလုံးကျွန်တော်စုဆောင်းထားတဲ့သွေးနဲ့ချွေးနဲ့လှုပ်ပြီးစုဆောင်းထားတဲ့ဖက်ဆံဖြစ်တယ်တဲ့ my daughter's college tuition ဒါကကျွန်တော်တမီးလေးအတွက်နော်ကောလိပ်တက်ပြီးမှကျူရှင်ခရီဘန်ကြီးဆူထားတဲ့အရာလုံးပါသွားတယ်တဲ့ um i ended up on that evening going to a psychiatric ward အဲ့ဒီအဲ့ဒီနေ့ပိုင်းမှာအဲ့ဒီနေ့မှာပဲကျွန်တော်စိတ်ယောဂါကုတဲ့ခန်းထဲမှာသွားရောက်တယ်တဲ့စိတ်ယောဂါကုတဲ့ psychiatric ကိုသွားကြည့်တော့တာ psycho ဖောက်သွားတာပေါ့ဗျာ it's not just the money that i lost i lost a lot more than that I have lost my whole pride, my dignity, my self. တော့ဒါပတ်စံတစ်ခုလေးဒါရှုံရှုံတာမဟုတ်ဘူးတဲ့ကျွန်တော်ဘဝအကြီးတစ်ခုလုံးနေပါကိုရှုံရှုံတယ်တဲ့ကျွန်တော်ရေကုံတိတ်ခါကအစကျွန်တော်အလုတ်ကအစပေါ့နော်ကျွန်တော်ရေကိုကိုကိုယုံကြည်ဆက်ချက်မှုကစအကုန်လုံးကိုပြောက်ကိုရှုံရှုံခဲ့ရတာတဲ့ confidence and through all that i have lost my job my wife just resigned he was diagnosed with uh, breast yeah. cancer usura ga tuming ma ga ma cha de khi ma ne tu ye ba le nu ko nu cancer bon breast cancer se yong ga ne san ta ya de de and my daughter just started college so financially ta ma le tu ta mi ga le college ga ta pu sa la de tu ta mi college chu shin tu su tha de pasan ni ga le ngin အလင်ခံခဲ့ရတယ်ဆိုတော့လောဝကိုသူ့ဘဝကပြူလေးကျသွားခဲ့ရပေါ့နော် 所以我因为这拜三日嘛，辛辛苦不容易啦。Me, so, uh, not a day has gone by that I've gone through this whole nightmare. And a gente lot of. 我这边因为手机固定上拍照的，我手机固定单开的，什么不要拿来玩咯。And guilt has gone through my mind. So a bit uh to to say the a me a pishi lo be kansa ke yare a pishi le su se ji ne a bwa ga phat tan khe le lo pyo la le It's not all about money but it's all the effects that has impacted ဒါတော့မကဘူးပတ်စံတက်တာမဟုတ်ဘူးလေအဲ့ဒီရှုံရှုံချင်းရဲ့ဒီအကျူးရတဲ့စိတ်တန်ရာကအစပေါ့ဗျာအကုန်လုံးဖြစ်တယ်တဲ့စဉ်းစားကြည့်နေတာမဟုတ်ဘူးเนาะဆိုတော့သူတို့ကအဲ့ဒါတော့ကျွန်တော်အချိန်ပေါင်းများစွာပြုတ်ခဲ့တယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမှလေဒီလိုအော်စီမှလေလိုမျိုးလင်းလင်းမှုဖြစ်ခဲ့ဖူးတယ်ပထမမှာတော့ယင်းနေမြင့်နိုင်မှုလောက်ခိုင်းတယ်တလနှစ်လမှာတော့ဒေါ်လာသူတို့ကအောင်းနဲ့ချပြီးအမြင့်ရတယ်ပထမအဲ့ဒါကသူတို့ဒီသူတို့ရဲ့ အဘလိုပြောမလဲအလစ်တာရကိုပေး test ကိုပေးတာပေါ့ကွာစီဥမာဒေါ်လာ9000ယင်းနေမျိုးနဲ့မလို့ခိုင်းတယ်ခမရကယုံကြည်လွန်းလို့ဒေါ်လာ9000ကိုယင်းနေမျိုးယင်းနေမျိုးနဲ့မလို့တယ်တပတ်ကြာရင်ခမရကဒေါ်လာ3000အမြင့်ရတယ်ဟောတကယ်ဟုတ်ပါလားပေါ့ဟောတကယ်ဟုတ်တာပဲစုစုမနောက်ထပ်ဒေါ်လာ9000ခမရကပြန်ထည့်တယ်အဲနောက်တစ်လကြာမှခမရကဒေါ်လာအမြင့်1000ပြန်ရတယ်ဟောတကယ်ဟုတ်တာပဲအဲအဲ့လိုမျိုးနဲ့ပတ်စံများကြီးထည့်လာတယ် အမြင့်တွင်ကလည်းရတယ်တကယ်လေးရတယ်ဒုံလေးလား၅လား၆လားတာတွေရတယ်ခုနှစ်လအထိလေးရတယ်သူတို့ကလည်းအဲအဲ့လိုမျိုးမျိုးဆွေတာပေါ့ခမားဖက်ကငွေများများပေးလေလေအမြင့်ရလေလေသူတို့ကပြန်လို့တယ်အဲတကယ်ပဲ၅လားတာတွေ၆လားတာတွေမှာဒီလိုမျိုးခမားကပြုံမွေ့နေတယ်အော်တကယ်မင်းကတကယ် diamond ဒွင်းချီကိုဆွေဒွင်းချီကိုပေါက်နေတယ်လို့ပဲခန်းစားရတယ်ပေါ့ဗျနောက်ပိုင်းကျမှခမားမှာလောဘတွေတဖြည်းဖြည်းကြီးလာတယ် ရှိရှိသမျှငွေတွေကိုပြန်ထည့်တယ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 ်အာခမင်းငွေအများကြီးထည့်ပြီးနောက်ပိုင်းမှာပဲအဲ့ဒီလင်းလေတဲ့လူတွေကအကုန်လုံးခူးယူသွားပလိုက်တာရပြီဒီကောင်ဆိုရပြီဒီဖက်ဆာဆိုရပြီခူးယူသွားပလိုက်တာအေးအဲ့လူကြီးနဲ့သူတို့ကလောက်တာဆိုတော့ကျွန်တော်ပြောပြမယ် online က online ကအလိုမျိုးရင်းနှီးမြှုပ်နှံမှုလို့ပါဒီလိုဖြစ်ပါတယ်ဟိုလိုဖြစ်ပါတယ်အရန်တန်တယ်ဘာတန်ပါတယ် ပြောရင်လုံးဝမယုံနဲ့အထူးသဖြင့်ခမည်းတော်မတိတဲ့စီးပွားရေးဆိုလုံးဝမလုံနဲ့ online စီးပွားရေးဆိုလုံးဝလုံးဝမလုံနဲ့အရန်ကြောက်စရာကောင်းတယ်အခုဒီလူတွေဆိုရင်အခုအလင်ခံရတဲ့လူကလည်းအမေရိကန်နိုင်ငံသားပညာတတ် အလုပ်လေးကောင်းကောင်းရှိတဲ့လူတယောက်သူကိုယ်ရင်ကအဲ့ဒီ investment ကိုစပြီးလုပ်တော့မယ်စုကရေကလည်းကောင်းကောင်းလေးကိုလေ့လာထားတယ် testing လုပ်ထားတယ်သူကိုယ်ရင်ကဒါကအစ်မှန်ပဲဆိုမှယုံကြည်ခဲ့မိတယ် ပညာတတ်ရင်တော်မှာအဲ့လိုမျိုးယုံကြည်ခဲ့မိတယ်သူတို့ရဲ့ဒေါ်လာတန်းချီရှုံရှုံခဲ့ရတယ်စဉ်းစားကြည့်ခင်ဗျားတို့ကျွန်တော်တို့ကဒီ online အနေနဲ့ပတ်သက်ပြီးမှစီးပွားရေးရင်းနှီးမြှုပ်နှံမှု online ကိုတော်မှာ Facebook ကိုတော်မှာကောင်းကောင်းလေးမသုံးနိုင်တဲ့လူရင်းတော်လူကအဲ့လိုမျိုးသွားပြီးမလုံနဲ့မင်းတို့က Facebook တော်မှာကောင်းကောင်းလေးမသုံးနိုင်ကြဘူးအခုလက်ရှိမှာလေ Facebook ကဖတ်ဆံပလူရှာရမှာလေဒီ setting တော်မှာမလုံနိုင်ဘူးဒီ Facebook ရဲ့ setting တော်မှာမလုံနိုင်တဲ့ခင်ဗျားတို့ကျွန်တော်တို့က အဲ့ဒီ online ကစီပွားရေးတို့ဘန်ကရတို့လုတ်မယ်ရင်းနှီးမြှုပ်နှံမှုလုတ်မယ်မယုံနဲ့ခင်ဗျားတို့တကယ်ပြောတာအခုခေတ်မှာလူတွေအပေါ်ကြီးပဲလုံးဝလုံးဝမယုံနဲ့ကိုမကျွမ်းတဲ့ business ကိုမသိတဲ့ business နဲ့လုံးဝကိုရင်းနှီးမြှုပ်နှံမှုမလုတ်နဲ့ဒါကကျွန်တော်တို့လက်ရှိမှာမမမြင်ကိုတွေ့ဂျုံနေရအကြီးတဲ့ပြဿနာတွေအများကြီးထောင်ပေါင်းများစွာရှိခဲ့ရတယ်ကွာမြန်မာနိုင်ငံကကူတာကြည့်ပြီးမှအတူယူကြပါဒါဆို1.2 million လောက်ရှုံးရှုံးခဲ့ရအဲ့ဒါဆိုတော့ ကျွန်တော်တို့ခုနအကြောင်းကိုတော့ကြိုပြီးမှတခြား topic ကိုပြောကြည့်ရအောင်အဲဒီတခြား topic ကတော့အမေရိကလွှတ်တော်ကအမေရိကလွှတ်တော်အောက်လွှတ်တော်နဲ့ပေါ့နော်အမေရိကအောက်လွှတ်တော်နဲ့နိုင်ငံခြားရေးကော်မတီက2025ဒီဇင်ဘာ3ရက်နေ့မှာမြန်မာမြန်မာနိုင်ငံမှာရှိနေတဲ့ခြားဖြန့်ကိုင်းတွေကို ပြူခွေးနှင်းနှင်းပွင့်ရန်အတွက်ဇူပြီးမှ countering transnational online scam x ဆိုတဲ့ဥပဒေချမ်းကိုအတီးပြုတ်လိုက်တယ်တဲ့ဆိုတော့အဲ့ဒီဥပဒေချမ်းကို အမေရိကန်လွှတ်တော်တစ်ခုလုံးကဆက်လက်ဆွေးနွေးပြီးမေးခွေးဆုံးဖြတ်ဖို့လမ်းစာပွင့်သွားတာပါတဲ့ဆိုတော့အဲ့ဒီဥပဒေချမ်းဥပဒေထွက်ဖို့ရတဲ့အခုလိုမျိုး အမေရိကန်လွှတ်တော်ကအတူအတီးပြုတ်ခဲ့တာပါဆိုတော့အမေရိကန်ရွေးချက်က အရှိတောင်အားရှမှာတော့အဆူလိုက် အပြုံလိုက် လုံနေတဲ့ online လင်းလင်းမှုကြားဖြန့်ကိုင်းစားတွေကိုဥပဒေနီးနဲ့ပဲဖြုတ်ခွဲဖို့စီစဉ်နေတယ်ဥပဒေနီးနဲ့နော်အဲသူအမေရိကကကျွန်တော်တို့ကအကဘာမအင်အားတောင့်တင်းဆုံဆူပြီးမှအာနာပြပြီးမှသွားလို့မရဘူးလေဆိုတော့သူတို့ကအဲ့ဒီဥပဒေနီးနဲ့ပဲအရှိတော်အားရှမှာဖြုတ်ခွဲနိုင်မှာဥပဒေအတီးပြုတ်မှပဲလုပ်နိုင်မှာဆိုမှသူတို့က idea ထွက်လာတယ်ဆိုတော့အဲ့ဒီ idea ကိုဒီဥပဒေကိုဥပဒေချမ်းကိုအတီးပြုတ်လာတယ် အဲ့ဒီဥပဒေကျမ်းနာမည်က countering transnational online scam act လို့ဖြစ်နေတယ်ပေါ့ဆိုတော့ပထမအခြေအနေကတော့ဒီဇင်ဘာလ3ရက်နေ့မှာ America Outlet တို့ committee တစ်ခုကဒီချားဖြတ်တွင်ကိုတိုက်ဖြတ်မဲ့ဥပဒေကျမ်းကိုအတည်ပြုလိုက်ပြီဆိုတော့ဒီဥပဒေကလွှတ်တော်ကိုဖြတ်ပြီးအတည်ပြုဖို့နောက်ထပ်အဆင့်တွင်ရှိသေးတယ်ပေါ့နော်လွှတ်တော်ကိုဖြတ်ပြီးမှအတည်ပြုဖို့နောက်နောက်ထပ်အဆင့်တွင်ရှိသေးတယ်အဲ့ဒီအဆင့်ကဘယ်အတိုင်းဒါထိအောင်မြင်မလဲဆိုတော့ကျွန်တော်တို့မသိဘူး အောက်လွှတ်တော်အထိကတော့အောင်မြင်မှုရှိသေးတယ်ပေါ့ဒါပဲရှိသေးတယ်ကျန်တဲ့ step တွေအများကြီးကျန်သေးတယ်ဆိုသူတို့ကတကယ်လို့မြန်အဲ့ဒီနောက်ထပ်အစ်စ်တွေကိုကြော်ပြီးမှဥပရေအဖြစ်အတီးပြုတ်နိုင်ခဲ့မယ်ဆိုရင်သူတို့ကဘာလို့မှလဲဆိုတော့ဥပရေအတိုင်းအကောင့်ထေဖို့ဖို့က FBI က FBI လူမျိုးအဖွဲ့အစည်းတွင်ကပေါ့နော်ပေါင်းပြီးမှအဲ့ဒီကြားဖြတ်တိုက်ဖြတ်ရေးအထူးတပ်ဖွဲ့ဖွဲ့တော်မယ် အထူးအဖွဲ့ဖွဲ့စည်းမယ်ပေါ့ဗျာအခုကအဲ့ဒီဥပဒေနီးနေပဲအရှိတော်အာရှကိုနေနှင်းချင်တယ်ဖြုတ်ခွေးချင်တယ်ဆိုတော့အဲ့ဒီဥပဒေအတီးဖြုတ်ဖို့ပဲကြံတော့တယ်အဲ့ဒါပြုတ်သွားပြီဆိုတော့ FBI ကပဲဥဆောင်ပြီးမှပဲဂျန်နဲ့အဖွဲ့တွေနဲ့ပူပေါင်းပြီးမှပဲတိုက်ဖြတ်ရေးအထူးအဖွဲ့တွေကိုဖွင့်မယ်တဲ့ဆိုတော့အထူးသဖြင့်အမေရိကရဲ့နိုင်ငံသားတွေရှားဖြတ်ခံရမှာကိုကာကွယ်ပေးရမယ်ဆိုပြောနေတယ်အခုနကျွန်တော်ပြောနေတဲ့ကိစ္စမှာလည်းအမေရိကနိုင်ငံသားတယောက်1.2 million ရှုံရှုံခေရတယ် ကျန်တဲ့လူတွေလည်းအဲ့လိုမျိုးတားနေချီပြီးမှရှုံရှုံခေရတဲ့လူတွေရှိတယ်ဆိုတော့အမေရိကန်နိုင်ငံသားတွေကိုကာကွယ်မှဖြစ်မယ်အဲ့လိုမျိုးကာကွယ်ရကာကွယ်မယ်ဆိုတော့အခုလိုမျိုးကြားဖြတ်သမားတွေကိုတိုက်ဖြတ်မှဖြစ်မယ်ဆိုမှလုံးကြတယ်ပေါ့နော်ဆိုတော့ဒီအမေရိကန်အမတ်ပြောတဲ့စကားတစ်ခုတော့ကျွန်တော်ပြောပြရစေသူပြောတဲ့ပုံစံဆိုတော့ဒီကြားဖြတ်ကိုင်းစတာတွေကအယံ့ညံကောင်းပြီးမှစနစ်တကျလုပ်တယ်တဲ့ဆိုတော့လူတတော်များများကဒီကြားဖြတ်ကိုင်းစတာတွေရဲ့ညံတွေနီးစနစ်တွေကို ်သိရှိနားမလည်ကြဘူးအမေရိကန်နိုင်ငံသားကိုယ်ရင်ကလည်းကောင်းကောင်းလေးနားမလည်ကြဘူးအလင်ခံခင်းရတာပဲသူတို့ကဆိုတော့ဒီ shopping guys story ကိုတွားပြီးမှအထင်သေးလို့တော့မရဘူးတွားပြီးမှအဒီကောင်တွေကဘာမှမပြောလို့မရဘူးသူတို့ကအယံညံကောင်းပြီးမှအစနစ်ကောင်းတယ်တဲ့ဆိုအဲ့လိုမျိုးကိုစနစ်တကျနဲ့ဥပဒေနည်းနဲ့ဖြူခွင်းမှဖြစ်မယ်ဆိုပြီးမှအမေရိကရဲ့ဒီလွှတ်တော်အမတ်ပေါ်တော့ကော်မတီဥက္ကဋ္ဌအတယောက်ကပြောသွားပါတယ်ပြီးတော့ပူဆူးတာက ဲ့ဒီကြားဖြတ်သမားတွေရဲ့နောက်ွယ်ကနေထောက်ပံ့ကူညီခဲ့တဲ့လူရှိတယ်တဲ့အဲ့လိုမျိုးလှုပ်တဲ့လူတွေကမြန်မာနိုင်ငံမှာအချစ်ပြတ်နေတဲ့အဆူရအဆစ်ကောင်စီဖြစ်နေတယ်ဆိုမှပြောကြတယ်ဆိုတော့အဲ့ဒါကြောင့်ဒီမြန်မာနိုင်ငံမှာရှိနေတဲ့ကြားဖြတ်ဂိုင်းစတာတွေကိုနှိမ်နှေးဖို့ဖြုတ်ခွေးဖို့ဆိုတာကတုံယုံတန်ယုံမလွယ်တဲ့ကိစ္စဖြစ်နေတယ်အဆူရကိုယ်ရင်က ကျွန်တော်တို့မြန်မာနိုင်ငံအစုရကိုယ်တိုင်ကအချင်းပြက်ပြီးမှသူတို့ကိုကကွေပင်းနေတယ်သူတို့ကိုလုံချုံအောင်ထားပင်းနေတယ်ဒီတစ်ဖက်မှာလေကိုင်းစားရင်ကလည်းငယူးတွေမဟုတ်ဘူးဆောက်ယူးတွေမဟုတ်ဘူးအယံငင်ကောင်းပြီးမှလင်းမပန်းနေတဲ့လူတွေဖြစ်နေတယ်ဆိုဒီကိစ္စနဲ့နင်းဖို့ပြုတ်ခွေဖို့ဆိုတာစင်ခုံမှုအများကြီးရှိတယ်အဲ့ဒါကြောင့်သူတို့ကဥပဒေနီးနေမှာပဲဒီကိစ္စအကြီးကိုဖြုတ်ခွေလို့ရတယ်ဆိုမှအမေရိကဖက်ကပြောလာတယ် အဲ့ဒါကြောင့်လည်းခုလိုမျိုးဥပရေချမ်းကိုအတီးပြုတ်လာတယ်ပေါ့နော်တကယ်လို့များအဲ့ဒီဥပရေချမ်းကိုဥပရေအဖြစ်အကြည့်မပြုတ်ဖူရအတွက်နောက်ထပ်အဆင့်ဆင့်တွေကြော်ပြီးမှနောက်အဆုံးအောင်မင်းလို့ရှိရင် FBI ကအစအချမ်းနဲ့ပူပေါင်းဖွဲ့တွေကအစအတိုက်ဖြတ်ဖို့ကပူလူပူလူပူလူကိုတွားလာပေါ့ဒါမှမဟုတ်ဘူးဆိုရင်တော့အမေမြန်မာနိုင်ငံမှာရှိနေတဲ့ Japan Gangster ကြီးကိုဒီတိုင်းမနဲ့ပြန်လာမနဲ့ပြန်ဖြုတ်ခွေဖို့ဆိုတာမလွယ်ဘူးပေါ့မလွယ်တဲ့ကိစ္စဖြစ်နေတယ် အဓိကကအစုရကနောက်ကျောထောက်ခံကြီးဖြစ်နေတဲ့ခါကျတော့မလွေဘူးဖြစ်နေတယ်လို့ပြောနေကြတယ်ပေါ့နော်ဆိုတော့ဘလောက်ထိအဆင်ပြေမလဲကျွန်တော်တို့လည်းမသိသေးဘူးဒီကိစ္စနဲ့ပတ်သက်ပြီးမှ train to train train တွေရှိတယ်ဆိုတော့ကျွန်တော်ရဲ့ YouTube channel မှာပဲအချိန်နဲ့တပြင်းကြီးပြန်တင်ဆက်ပေးပေါ့မယ်ပေါ့နော်အခုလိုမျိုးကြည့်ရှုအာပေးတဲ့မိတ်ဆွေအားလုံးပေါ်မှာကျေးဇူးတင်တယ် thank you so much for watching beautiful people i love you guys take care god bless ဒီညမှာပဲကျွန်တော်နောက်ထပ်ဆွေးနွေးပွဲတစ်ခုလုပ်မယ်အဲ့ဒါပါလဲဆိုတော့ ထရော့မြေအစုရကိုမြန်မာပြည်သူလူထုအတွက်တရားစွဲမယ်စူပီမတတိယနေထွက်လာတယ်နော် BBC တွင်ကလည်းရေးပြသဖြစ်နေတယ်တခြားဥစားတွင်လည်းရေးပြသဖြစ်နေတယ်အဲ့ဒါကိုကျွန်တော်ကောင်းကောင်းလေးစာတော့ဖတ်ပြီးမှအကုန်လုံးနားလေတဘောပေါက်ပြီးမှပဲဒီညမှအဲ့ဒီကိစ္စကိုပြန်ဆွေးနွေးပေးမယ်ဒေါ်နယ်ထရော့အစုရကိုမြန်မာပြည်သူလူထုအတွက်တရားစွဲမယ်အထူးသဖြင့်အမေရိက TPS ဖြတ်ပြီးတဲ့ပိုင်းမှာပေါ့နော်ဒီယာယီခုံလုံးခွန်း ဗီဇာဖြတ်ပြီးနောက်ပိုင်းမှာပဲမြန်မာပြည်သူလူထုအမေရိကမှာရှိနေတဲ့မြန်မာပြည်သူလူထုအတွက်တရားစွဲမယ်ဆိုတဲ့ topic ကိုကျွန်တော်တို့ဆွေးနွေးတော့မှာဖြစ်ပါတယ်ဒီညမှာပဲဆွေးနွေးတော့မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ YouTube channel လေးကိုသဘောကျရဲဆိုတော့ subscribe လုပ်ပေးကြပါဘောတော့